ဒုက္ခတွေကြားတယ်ပြုတ်ကျသွားတယ်မိမိစိတ်ကိုမိမိအသိဉာဏ်နဲ့ပဲယုံထွက်နိုင်အောင်ကြိုးစားပါ1942ခုနှစ်ခုနှစ်မှာလူတယောက်အဖြစ်စတင်ခဲ့တဲ့ဦးစင်းဟာတက္ကီ2019မှာအသက်က90ဖြစ်သွားပြီအသက်90ဆိုတာတက်ကြီးရွယ်အိုစင်းနဲ့ရောက်သွားပြီပေါ့ဂေါရမမြတ်စွာဘုရားတောထွက်ပြီး အဖြေရှာခဲ့တဲ့အိုခြင်းနာခြင်းနဲ့သိခြင်းသဘောတွေက ပထမဆုံးနမိတ်ဖြစ်တဲ့အိုခြင်းဒုက္ခသဘောကိုခန္ဓာကိုယ်ရှိနေတဲ့ဥစဉ်ကိုယ်တိုင်တရားဝင် လက်ခံရယူလိုက်တဲ့အချိန်မှာပဲဒုတိယနမိတ်ဖြစ်တဲ့နာခြင်းဒုက္ခသဘောက2019ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့ညမှာ ရုတ်တရက်ရောက်လာလို့အိုခြင်းဒုက္ခနဲ့နာခြင်းဒုက္ခနှစ်ခုကို တပြိုင်နဲ့လက်ခံယူလိုက်ရတယ်ကြိုတင်မျောလင့်မထားတဲ့နာကျင်ဒုက္ခရောက်လာပုံကဘယ်ဘက်ရင်ဘတ်စူးကနေအောင့်သွားတဲ့ခံစားမှုပဲတဘောအလုံးမှာတခါမှမကြုံဘူးတော့ကြာဘူးနာဝဘူသူတနဲ့တကမာလေးသူသူစီအကြောင်းကြားလိုက်တယ်တကမာလေးသူသူနဲ့အတူဆရာဝန်ဒေါ်ဝေထွတ်ပါလာတယ်ဟိုစစ်ဒီမင်းနဲ့နောက်ဆုံးမှာ စေယုံသွားတာအကောင်းဆုံးပဲလို့အချံပေးတယ်။စေယုံရောက်တော့ my heart attack လို့ပြောပြီးစေယုံတက်ခိုင်းတယ်။ angiogram test လုပ်တယ်။ heart ကိုသွားတယ်။ main သွေးကြော၃ချောင်းလုံး90ရာခိုင်နှုန်းကျော်ပိတ်နေတယ်တဲ့။ bypass surgery လုပ်မှရမယ်တဲ့။ဒီအတန်တွေဟာဦးစဉ်ကြင်ကြံအားထုတ်နေတဲ့စိတ်ဆွမ်းအားကို စာမေးပွဲစစ်တာပဲလို့သဘောထားပြီးအပြေထုတ်ကြည့်လိုက်တယ်ခန္ဓာကိုယ်ရှိလို့သာအိုခြင်းဒုက္ခနဲ့အတူနာခြင်းဒုက္ခတွေဖြစ်ခွင့်ရသွားတာပဲမြင်သမျှကြားသမျှအရာအလုံးချက်ချင်းပျက်စီးသွားတဲ့အိဋ္ဌသဘောကိုစင်ညာလိုက်ပြီးစိတ်ထဲမှာဘာခံစားမှုမှမရှိအောင်ဖယ်ထုတ်လိုက်တယ်လူတွေဒုက္ခရောက်နေကြတာဟာ မရှိတော့တာတွေကို ရှိသေးတယ်ထင်ပြီးညှိတွေခံစားနေလို့ပဲအနေစာမြင်အောင်ကြည့်ဆိုတဲ့ကျင့်စဉ်တွေတုံညမြင်အောင်ကြည့်ဆိုတဲ့အစိုးမိန်တွေကိုချက်ချင်းနှလုံးသွင်းလိုက်တယ်တစ်ချိန်ထဲမှာပဲဥစဉ်စိတ်တွေငြိမ်သက်အေးချမ်းသွားတယ် coronary care unit CCU ward မှာနေပြီးခွဲစိတ်ခြင်းမပြုခင်စစ်ဆေးတဲ့သဘောနဲ့ echo test လုပ်တယ် ဆရာကပြောပြန်တယ်ခွဲစိတ်ခံနေမဝင်ခင် မေးစေးပေးမယ်၅နာရီလောက်ကြာမယ်လေဘင်းလေးကိုအသက်ရှူလို့ရအောင်ပိုက်တွေထည့်မယ်ဆိုတော့လေဘင်းနာမယ်ခွဲစိတ်ပြီးလေလက်ကိုအသုံးပြုလို့မရဘူးလှုပ်လှုပ်ရှားရှားတွေများရင်ချိုရိုးတွေပြုတ်ကုန်မယ်လို့မှားတယ်ခွဲစိတ်ရဲ့ကိစ္စနဲ့ပတ်သက်ပြီးဆရာကအတိပေးတဲ့အတန်နေပဲဒီအတန်နေကြောင့် မဖြစ်သေးတာတွေကို ကြိုတွေးပြီးဒုက္ခမဖြစ်သင့်ဘူးလို့သဘောထားလိုက်တယ်ပြစ္ဆုတ်ပံတဲတဲ့မှာသတိထားပြီးကြားရတဲ့အတန်တွေမြင်ရတဲ့အယုတ်တွေတစ်ခုပြီးတစ်ခုပြောင်းရွှေ့ပျောက်ပြက်နေတာကိုသိမှတ်နေတဲ့အလုပ်ပေးထားလိုက်တယ်ဆရာဝန်ရဲ့အတန်လည်းစုံရော မြင်သမျှကြားသမျှအကုန်လုံးတစ်ခုမှမရှိတော့ဘူးပေါ်လာသမျှအာယုန်တွေကို အာယုံသိတဲ့စိတ်မဖြစ်ခင်တားဆီးနိုင်တဲ့ဝိပဿနာကျင့်စဉ်ကြောင့်ဥစဉ်စိတ်တွေငြိမ်းအေးအောင်တည်ဆောက်လိုက်နိုင်တယ်။ဒါပေမဲ့ငြိမ်းအေးမှုအကြိုက်မရလိုက်ဘူး။ယောဂပေါင်းစုံနဲ့လူနာမျိုးစုံရှိနေတဲ့ဈေးုံဆိုတော့နာကျင်နမိတ်ရဲ့အပေါင်းအသင်းတွေဖြစ်တဲ့ယောဂဘိုးတွေဝင်လာပြီးခွဲစိတ်မဲ့နေမရောက်ခင်ဖြားပါလေရော။ နမိုနီယာလို့ခေါင်းစဉ်တတ်ထားတဲ့အဖျားကြောင့်ခွဲစိတ်လို့မဖြစ်ဘူးဆိုပြီးအဖျားပြောင်းအောင်ဆောင်ရင်းနဲ့ဆေးရုံမှာတောင်တင်သွားတော့တာပဲ2019ခုနှစ်ဖေဖော်ဝါရီလတရနေ့ကနေဧပြီ30ရက်နေ့အထိရက်ပေါင်း90ဆေးရုံမှာကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့နာကျင်ဒုက္ခတွေနဲ့အဲဒီနာကျင်ဒုက္ခတွေကိုရင်ဆိုင်ဖြေရှင်းလိုက်တဲ့ ကိုယ်တွေ့ကျင့်စဉ်တွေကိုယေရှုဆက်တဲ့အနေနဲ့ဖော်ပြလိုက်ပါတယ် chest x-ray ရိုက်တယ် ct scan လုပ်တယ်ဆေးရောက်တဲ့နေရာစပြီး14ရက်နေ့အထိပြောင်းလဲရတဲ့အခန်းတွေ ccut2 s5 6p t14 f3 m6 t9 12b chest x-ray ရိုက်တယ် CT scan လုပ်တယ်ဆေးရုံရောက်တဲ့နေရာစာပြီး၁၄ရက်နေ့အထိပြောင်းလဲရတဲ့အခန်းတွေ CCUT2 S5 6P T14 F3 M6 T9 12B 12B အခန်းတစ်ခုပြောင်းလဲလူနာအသစ်တွေဝင်လာသလိုလူနာဟောင်းတွေပြန်ထွက်သွားတာတယောက်ပြီးတယောက်ပဲ။ ငငယ်တုန်းကဆိုခဲ့ဘူးတဲ့နတ်ထီအခန်းတချင်းစာသားကိုတတိရလိုက်တယ်။ဘာမှမရှိဘူးဆိုတဲ့အနိစ္စသဘောတရားကသာတည်တည်မြဲမြဲရှိနေတယ်။ရှိခဲ့သမျှအရာအားလုံးမရှိတော့ဘူးနဲ့အဆုံးသတ်နေတဲ့အနိစ္စသဘောသုံညတ်တသဘောတွေအတိညာမှာထင်ထင်ရှားရှားပေါ်လာတယ်။အာယုံကတဆင့်အငြိအကျေးဖြစ်စီတဲ့ ဘယ်လိုစိတ်မျိုးမှပေါ်မလာအောင်ရပ်တန့်ထားနိုင်တာကိုသတိထားမိသလိုစိတ်ထဲမှာခံစားမှုတွေတစ်ခုမှမရှိလို့ဘာမှမဖြစ်ပဲငြိမ်သက်နေတာကိုသတိထားမိတယ်။ငွေရည်နေမှာ Heart Support Australia က volunteer တဲ့ Bob Stalin ဆိုတဲ့လူရောက်လာတယ်။နှလုံးနဲ့ပတ်သက်ပြီးမခွဲခင်လူနာနဲ့ ခွဲစိတ်ပြီးလူနာတွေကိုသိเสียရှိတာတွေသိအောင် အားပေးဖို့ရောက်လာတာတဲ့သူကိုယ်တိုင်လည်းခွဲစိတ်ခံရဘူးသူ ဖြစ်တယ်တဲ့ခွဲစိတ်ပြီးတဲ့အခါဆေးအရှိန်တွေကြောင့်ဘေးနားမှာလူတွေဘုံကြီးတွေရက်ပြီးကြည်နေတာတွေမြင်ရမယ်တဲ့နိုင်ရန်ပေါ်မှာလည်းအကောင်တွေအယောင်တွေဘာဘာညာညာတွေအမျိုးမျိုးမြင်ရလိမ့်မယ်တဲ့အဲ့ဒီအခါမှာကြောက်လန့်တာတို့စိတ်တက်ကြလာတို့ ဖြစ်တတ်တယ်လို့သတိပေးတယ်ဘော့စတာလင်ပြန်သွားတဲ့အချိန်မှာဒီလူဘာလို့ဒါတွေလာပြောနေတာလဲလို့စုံစမ်းကြည့်တော့လူနာတွေကိုအပြည့်ရမယ်အလို့ကိုသူ့သဘောနဲ့သူတောင်းယူပြီးလူသားချင်းစာနာစိတ်နဲ့လှုပ်တင်တာကိုလှုပ်တာလို့ပြောတယ်ဒီပုဂ္ဂိုလ်စီရရလိုက်တဲ့အသည့်တစ်ခုကလူသားတယောက်နေနဲ့လူသားချင်းစာနာစိတ်ထားပြီ ကိုစီကိုစာကိုအသိနဲ့ကို ကိုလုံနိုင်တယ်လို့ဆိုရင်လုတ်ပေးတဲ့နေဆိုတာပဲအဲတော့ဦးစင်းရောနာကျင်ကိစ္စနဲ့ပတ်သက်တဲ့ကိုယ်တိုင်ခံစားခဲ့ရတဲ့အတွေ့အကြုံတွေနာကျင်ဒုက္ခတွေကိုသက်သာအောင်ကိုယ်တိုင်ကြင့်ကြရတယ်ဖြတ်ဝေပေးတဲ့နေလို့ကိုစီနဲ့ကို ဆုံးဖြတ်ပြီးဒီစီစဉ်ကိုလက်ဆင့်ကအကောင့်ထဲပေါ်လိုက်တာပဲ ဖေဗူရီ16ရက်နေ့မှာခွဲစိတ်ဖို့သေးကြပြီလို့လက်စတယောက်ကလာပြောတယ်။နှလုံးသွေးကြောပိတ်တာကိုဖျက်ဆစ်ဖို့ညာဘက်ပေါင်တဲ့ခြေသလုံးကသွေးကြောတွေကို ခွဲစိတ်ပြီးထုတ်ယူမယ်တဲ့။16ရက်နေ့မနေ့သူတို့ပေးတဲ့စပ်ပြရင်နဲ့ရေချိုးရတယ်။ဆယ်နိုင်ခွဲမှာခွဲစိတ်ခံနေခေါ်သွားတယ်။ခွဲစိတ်တာ9နိုင်လောက်ကြာတယ်တဲ့။ခွဲစိတ်ခံထွက်လာတော့ဦးစင်းမျက်နှာတစ်ခုလုံး နှာခေါင်းပါးစပ်လေဘင်းတွေမှာပိုက်တွေကြီးပဲ National Capital Private CEO နေ ICU Room 5ကိုခေါ်သွားတယ်ဆက်ရှိနေမှာနှလုံးခွဲတဲ့ဆရာဝန်ကြီး Dr. Glenn McKee ရောက်လာတယ်ခွဲစိတ်တာဟာနဲ့ပတ်သက်ပြီးအကုန်ကောင်းပါတယ်တဲ့ခွဲစိတ်တာအဆင်ပြေပြီမဲ့ဦးစင်းရဲ့အဆုပ်အခြေအနေကတော်တော်ဆိုးရွားတဲ့အနေအထားဖြစ်နေတယ်လို့မိသားစုလာပြောတယ် ဥစဉ်ကိုခွဲစိတ်ရင်နှလုံးသွေးကြောကနေတစ်စက်အုံနောက်မှာရှိတဲ့သွေးကြောကိုထိခိုက်သွားလို့ဘယ်ဘက်တစ်ချံလှုပ်လို့မရတဲ့အနေထားဖြစ်သွားမယ်တဲ့လီဖြတ်သွားတယ်ပေါ့ပုံမှန်တိုင်းပြန်ကောင်းဖို့မသေးကြတော့ဘူးတဲ့တသက်လုံးပြန်မကောင်းတော့တဲ့အချိန်လေဖြစ်သွားနိုင်နေတဲ့ ဥစဉ်အဆုတ်ကလည်းစကားပေါက်ဖြစ်နေတယ်တဲ့အဆုတ်က90ရာခိုင်နှုန်းပဲအလုံးလုံးတော့တယ်တဲ့နောက်ဆုံးထွက်တဲ့အထိအောက်ဆီဂျင်အထောက်အကူနဲ့ဝီလ်ချဲအသုံးပြုပြီးအသက်ရှင်မှာတော့တဲ့ဆေးလေးအတော့များတဲ့သူဆိုရင်အဆုတ်နှစ်ချမ်းလုံးမှာစကားပေါက်တွေဖြစ်ကုန်တဲ့အထိအန္တရာယ်ရှိတယ်ဆိုတာ စေတနာနဲ့အတည်ပြုပါရစေ။တတ်ထားတဲ့ breathing ကျုပ်ကို ဖြုတ်လိုက်ရင်သူဟာသူ အသက်ရှူနိုင်ဖို့ဆိုတာလည်းမသေးကြဘူးတဲ့။ဒါဟာလွန်ခဲ့တဲ့နှစ်30လောက်ကစိတ်လိတ်တရလွန်တောက်ခဲ့တဲ့ဆိုးကျိုးပဲတဲ့။ဆရာဝန်ကြီးရဲ့မှတ်ချက်ချတာဟာမိသားစုအားလုံးအတွက်သွေးပြက်ကုန်တဲ့အထိနာကျင်ဒုက္ခနောက်ဆက်တွဲတည်င်းစုပဲ။ အသက်ရှူတဲ့ကျုပ်ကိုထဲထားမယ်ဆိုရင်လည်းနှလုံးအတွက်မကောင်းဘူးတဲ့ကျုပ်ကို ဖြုတ်လိုက်လို့အသက်ရှူတာအဆင်မပြေတက်တာအောင်လုပ်ပေးပြီးဦးစင်ကိုဖြည်းဖြည်းချင်းပေးသေးရလိမ့်မယ်တဲ့ဦးစင်ရဲ့အနေထားအသက်ရှည်ရေးအတွက်ဦးစင်ကံပုံမှာပဲတည်တယ်တဲ့ဆရာမနေကဦးစင်ရဲ့အခြေအနေကို16ရက်နေ့ထိစောင့်ကြည့်ပြီးဘာလုပ်ရမယ်ဆိုတာကိုဆုံးဖြတ်မယ်တဲ့ ပိုက်တွေတော့မဖြုတ်မိစေနဲ့တဲ့ပိုက်တွေ ပြုတ်သွားရင်သေမှာပဲတဲ့ခန္ဓာကိုယ်ရှိလို့အိုခြင်းနာခြင်းတွေသူ့သဘောနဲ့သူဖြစ်လာသလိုသေခြင်းသဘောဟာလည်းသူ့သဘောနဲ့သူဖြစ်ခြင်းဖြစ်သွားလိမ့်မယ်လို့သဘောထားလိုက်တယ်။ဆရာဝန်ကြီးပြောနေတဲ့အတန်တွေကိုပြောင်းရွှေ့လစ်လူရှုလိုက်တယ်။သေခြင်းသဘောကိုအချိန်ပေါင်းများစွာနှလုံးသွင်းပြီး ခန္ဓာကိုယ်အတွင်းပျက်စီးနေတဲ့အင်္ဂါအစိတ်အပိုင်းတွေကိုစောင့်ကြည့်လိုက်တဲ့အလုပ်ကိုလုပ်လိုက်တဲ့အချိန်မှာစိတ်တွေငြိမ်သက်သွားတယ်။ဒီရင်သဘောရောက်လာရင်လဲခန္ဓာကိုယ်တစ်ခုလုံးရဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးကိုလိုသလိုအသုံးပြုပါလို့လူပြီးသား20ရက်နေမှာစိတ်အရှိန်ရောက်ဒကမတူတူကိုဒကမငငယ်လို့ခေါ်လို့ခေါ် တကမငငယ်စပင်တွေဘာကြောင့်နေနေတာလဲလို့မေးလို့မေးနိုင်ရမှာအယောင်မျိုးစုမြင်နေတယ်လို့ပြောလို့ပြောအယိုးစုလောက်နင်းနီပိန်ချုံနေတဲ့အမျိုးသမီးတယောက်သူနဲ့လက်ခဲ့ဖို့အတင်းဆွဲခေါ်တာကိုဦးစင်းကမလိုက်ဘူးလို့ဇုတ်အတင်းညင်းပြီးအော်ထုတ်နေတယ်တဲ့တတိယတော့ဒကာလေးနေဝင်းနဲ့သူသူတို့ရိုက်ထားတဲ့ဦးစင်းပုံလေးကိုပြတယ် သူတို့ပြတဲ့နာကျင်ဒုက္ခပုံတွေကိုမြင်လိုက်တော့ဒီပုံတွေဟာငါမဟုတ်ဘူးအကြည့်လိုက်မိလို့သာ ပေါ်လာတဲ့အမြင်အာယုံမှန်သမျှအာယုံသိတဲ့စိတ်မဖြစ်ခင်ချက်ချင်းဖြတ်ချလိုက်တယ်ရအောင်ဖြတ်တယ်စက်တိုက်ကို ဖြတ်ပစ်တယ်အာယုံတွေကြောင့်မြင်တာတွေကြားတာတွေကတစ်စိတ်အနောက်ရှေ့ဖြစ်လာတော့မှကိုသိလိုက်လို့ဖြတ်ပစ်နေတာပဲ။ ဘာပဲလှုပ်လှုပ်တိဆိုရဲကျင့်နေကြကျင့်စဉ်ကိုချက်ချင်းအသုံးချလိုက်တာပဲပေါ်လာသမျှအာယုံတွေကို အာယုံသိတဲ့စိတ်မဖြစ်ခင်ဖြတ်ချလေလေ့ကျင့်ကလှုပ်လိုက်နိုင်တာနဲ့တပြိုင်တည်းမှာစိတ်ဒုက္ခဖြစ်တော့မယ်အကျဉ်းချက်တွေကလွံ့မြောက်သွားတာကိုသတိထားမိတယ်တတိကရတချက်မရတချက်ဖြစ်နေတဲ့အချိန်မှာပြစ္ဆုတ်ပံတဲ့တဲ့သတိထားတဲ့ကျင့်စဉ်ကိုရအောင်ကျင့်နေလိုက်တယ် သတိထားတဲ့စိတ်ကိုပဲစွမ်းအားကောင်းသည့်ထက်ကောင်းအောင်စုစည်းပြီးကြားပြတ်ဝင်လာတဲ့အာယုံမှန်သမျှဘာပဲပေါ်ပေါ်အစစ်မပြတ်ဖယ်ထုတ်နေတယ်။ဘာပဲဖြစ်ဖြစ်တည်နေတဲ့လေချင်ကန်းကိုစက်တိုက်အားထုတ်နေတယ်။ပေါ်လာသမျှအာယုံတွေ အာယုံတည်တဲ့စိတ်မဖြစ်ခင်တစ်ခုပြီးတစ်ခု ပြက်ပြောင်နေတဲ့အနိစ္စသဘောကိုအတိကထားပြီးကိုယ်တိုင်လက်တွေ့အားထုတ် စိတ်ထဲမှာဘယ်လိုစိတ်မျိုးမှလက်ကျန်မရှိအောင်ဖယ်ထုတ်ပစ်တယ်။မဖြစ်သေးတာတွေမတွေးမိအောင်သတိထားနေ။ဖြစ်ခဲ့သမျှမရှိတော့ဘူးနဲ့အဆုံးသတ်နေတဲ့အနေစာသဘောကို ထိုးထွင်းသိအောင် လေ့ကျင့်လို့ရသွားတဲ့အချိန်မှာဘာကိုမှ တွေ့ညှိစုတ်ခိုင်နေတာမရှိတော့ပဲအနောင်ဖွဲ့အားလုံးတွေကလွတ်မြောက်သွားတာကိုသတိထားမိတော့တယ်။ဒီကျင့်စဉ်ဟာပေါ်လာတဲ့အာယုံကတစ်စက် ခံစားမှုနဲ့တဏှာကြားထဲမှာပညာအသိဉာဏ်က ဖြတ်ပစ်လိုက်နိုင်လို့ဒုက္ခတွေတွေကလွတ်မြောက်သွားတာပဲဆိုတာကိုယုံယုံကြည်ကြည်ဖြစ်သွားတယ်။ဒါပေမဲ့ဒီခြင်းစဉ်ဟာဖြစ်အောင်ပြုလုပ်နေတဲ့သင်္ခါရသဘောထဲမှာပါနေလို့ခဏပဲခံမယ်ဆိုတာချက်စင်သဘောပေါက်ပြီးတိမှုအဆက်မပြတ်အောင်တတိထားပြီးဇက်တိုက်လေ့ကျင့်နေလိုက်တယ်။ ခွဲစိတ်ပြီးရဲ့နောက်၃ရက်ပဲခံမယ်ဒီမှာပဲလို့ပြောတဲ့ဆရာဝန်ကြီးရောက်လာပြန်တယ်အခြေအနေလာကြည့်တာလို့ပြောပြီးစစ်ဆေးတယ်ဦးစင်းအသက်ရှူတဲ့ပုံစံကထင်ထားတဲ့အများကြီးကိုအစ်ပြေးနေတယ်တဲ့ဦးစင်းရဲ့ဘယ်ဘက်လက်ချောင်းတွေလှုပ်ခိုင်းတော့နည်းနည်းလှုပ်လို့ရတာကိုကြည့်ပြီးဆရာဝန်ကြီးအံ့ဩပြီးမှတ်ချက်ချတာကတော့ခွဲစိတ်ပြီးဒီရက်ပိုင်းအတွင်းမှာ အခြေအနေဒီလောက်ထိအလင်းမြတ်တိုးတက်တာကိုမြင်ရတော့ထင်တော့မထင်ဘူးတဲ့။ဘာကြောင့်လဲတဲ့။ mindfulness meditation ကြောင့်လို့ပြောလိုက်တယ်။ရှိသမျှအရာအားလုံးမရှိခြင်းအိိဆသဘောနဲ့အဆုံးသတ်နေတယ်။မရှိဘူးဆိုတဲ့အိိဆသဘောကသာ အမြဲတမ်းရှိနေတယ်။ nothing is permanent အကြောင်းဆွေးနွေးဖြစ်သွားတယ် ဘာမှမရှိတဲ့အိိဆာသဘောကို မြင်အောင်ကြည့်တဲ့လေ့ကျင့်ခန်းကို ကိုယ်တိုင်လက်တွေ့ထိုးထွင်းသိသွားတဲ့အထိလေ့ကျင့်တဲ့အကြောင်းအကြောင်းမျိုးကြောင့်ဖြစ်ပေါ်လာတဲ့အရာ အလုံးနဲ့အတူ အခုလက်ရှိပြစ်ဆုံးမှန်ချင်းကိုတော့ပိုင်ဆိုင်ခွင့်မရှိတဲ့သဘောကို ကိုယ်တိုင်ထိုးထွင်းသိအောင်လေ့ကျင့်နေတဲ့အကြောင်းခံစားမှုဆိုတဲ့စိတ်မရှိအောင်အာယုံပေါ်လာတဲ့ချက်ချင်းရပ်ပစ်တဲ့လေ့ကျင့်ခန်းကို လေ့ကျင့်နေတဲ့အကြောင်း ဖြစ်သည်မပြည့်နေတဲ့အိဆာသဘောကြောင့်ဖြစ်မှုတွေဖြစ်စေတဲ့စိတ်အဆအကိုဖြတ်တောက်တဲ့လေ့ကျင့်ခန်းကြောင့်စိတ်ထဲမှာဘာခံစားမှုမှ ဖြစ်ခွင့်မရတော့ပဲငြိမ်းအေးသက်သာနေတဲ့အကြောင်းဖြစ်ခဲ့သည်မအရာတွေစိတ်ထဲမှာတစ်ခုမှ လက်ကျန်မရှိအောင်အကုန်စင်ပဲထုတ်နေတဲ့လေ့ကျင့်ခန်းအကြောင်းခန်းစားမှုဆိုတဲ့စိတ်ဟာလေးကျင့်အားထုတ်နေတဲ့နေရာမှာ အဓိကတရားခံဖြစ်နေလို့စိတ်တွေရဲ့သဘာဝအရာခဏလေးဖြစ်ခွင့်ရပေမဲ့မတားဆီးနိုင်ရင်အန္တရာယ်ကြီးတဲ့တဏှာစိတ်အစဉ်ရောက်သွားနိုင်လို့ချက်ချင်းရပ်ပစ်တဲ့လေ့ကျင့်ခန်းကိုလေ့ကျင့်နေတဲ့အကြောင်းပြောပြလိုက်တယ်။ဦးဇင်းပြောသမျှတွေကို ငငယ်ကပါတာပြန်ပေးတယ်။ဘာဖြစ်ချင်လို့အဲ့ဒီလိုမျိုးလေ့ကျင့်နေတာလဲတဲ့။ဘာမှမဖြစ်ချင်တော့လို့လေ့ကျင့်နေတာပဲလို့ပြန်ဖြေလိုက်တယ်။ ဆရာဝန်ကြီးအုပ်စုမကြဘူးတဲ့စကားတွေနားထောင်နေရပေမဲ့ဦးစင်းပြောတဲ့ကျင့်စဉ်သဘောကိုလက်ခံနိုင်တယ်တဲ့ဒါဟာဗုဒ္ဓဘာသာရဲ့ကျင့်စဉ်ကို လူမျိုးချင်းဘာသာချင်းမတူတဲ့လူတွေလက်ခံတော့တဲ့သဘောပဲလို့ငငယ်ရှင်းပြတယ်ဦးစင်းပြောတာတွေနားထောင်ပြီးတဲ့နောက်ဆရာဝန်ကြီးအုပ်စုမှတ်ချက်ချတာတော့ဒီတိုင်းဆိုရင်နှလုံးအနေထားအဆုတ်အနေထားရော ူစရာမရှိတော့တဲ့အခြေအနေမျိုးဖြစ်လာနိုင်တယ်တဲ့ ICU ကနေရွှေ့ဖို့နဲ့12ပြီးရောက်ရင် physiotherapy မှာလက်ကျင်ခံလုပ်ဖို့အစီအစဉ်ဆွဲကြတယ်ပြက်သွားတဲ့အာယုံရောကိုအသိဉာဏ်ကတစ်စက်အုံနောက်ကိုခိုင်းပြီးစိတ်ဆွမ်းအားနဲ့လှုပ်လို့မရတဲ့ဖေဖေတချမ်းကိုလှုပ်ရှားစေတဲ့ဤသုံးပြီးလက်ကျင်ရမယ်လို့ပြောတယ်စိတ်ကျင်စဉ်ကတစ်စက်မမြင်ရတဲ့စိတ်ကို အသိဉာဏ်နဲ့ပြုပြင်တဲ့သဘောပဲတဲ့ဆရာဝန်ကြီးတွေ rehabilitation center တွေကဆရာသမားတွေလေ့ကျင့်စီတဲ့နီးနဲ့ခန္ဓာကိုယ်နဲ့စိတ်ကိုလေ့ကျင့်ပြုပြင်ရင်ဘယ်ဘက်ခြေတော်လှုပ်လို့ရလာလဲနောက်ပိုင်း blood test လုပ်တယ် ECG ရိုက်တယ်ကြီးကြီးကျယ်ကျယ်စိုးရိမ်စရာဘာမှမတွေ့တော့ဘူးတဲ့ ဆေးရုံမှာနောက်ထပ်နှစ်လလောက်ကြာတော့ဘောကာအကူညီနဲ့ခြေတော့ကရှိကိုလှမ်းလို့ရလာတယ်။ကိုယ့်ဟာကိုယ်လမ်းလျှောက်လို့ရလာတော့တွိုင်းလက်သွားတာတွေမျက်နှာတည်ရချိုးဆွန်ဖို့အကုန်လုံးဘသူအကူညီမှယူစရာမလိုတော့ဘူး။ဒါဟာဥစဉ်အတိညာနဲ့တတိညာကိုထိုက်ထိုက်တန်တန်အသုံးချပြီးနာကျင်ဒုက္ခတွေတွေက ကိုယ်တိုင်ယုံထွက်နိုင်ခဲ့တာပဲဆိုတဲ့အဖြေထွက်တယ်။ဦးခြင်းနဲ့အတူ နာခြင်းနမိတ်တွေကြောင့်သဘာဝအရာလှုပ်ရှားနိုင်ခဲ့တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေရပ်ဆိုင်းသွားတာကိုအုံနောက်ကတစ်ဆင့်အာယုံကြောတွေအာယုံတည်တဲ့စိတ်တွေကို အသိဉာဏ်နဲ့ပြုပြင်လို့ရနိုင်တယ်ဆိုတဲ့အဖြေထွက်လာတာပဲ။ဂျာဥစဉ်ဘဝရဲ့နှစ်ပေါင်း80တဲ့ ရေပောင်း90အတွင်းဟိုခြင်းနဲ့အတူနာခြင်းဒုက္ခပြဒနာတွေဖြစ်ရှင်းခဲ့တာကိုဟိုခြင်းနဲ့နာခြင်းဒုက္ခခံစားနေရတဲ့သူတွေရောမိသားစုဝင်အတွင်းအနေနဲ့ဟိုခြင်းနဲ့နာခြင်းဒုက္ခတွေကို အကူအညီပေးနိုင်အောင်ဂျေစုဆက်တဲ့အနေနဲ့ဖြန့်ဝေပေးလိုက်တာပါပဲစေယုံတက်နေတဲ့ရေပောင်း90မှာအဓိကအားစိုက်ပြီး လေးကျင့်တဲ့ကျင့်စဉ်က၃ခုဘာပဲလုပ်လို့သိအနေဆမြင်အောင်ကြည့်ဝေယဓမ္မသင်္ခါယအပမဒေနတမ္ပါတိတာ